တတိယချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီ site လေးက2025 27ကြိမ်အတွက်ပြမဆုံးတင်တဲ့ဖန်ဆိုင်လေးဖြစ်ပါတယ်သူရဲ့ဖြစ်စဉ်လေးကဗျာစာလုံးဆိုတော့သူက1992ကနေစတယ်နော်1992ခုနှစ်1992ခုနှစ်မှာနောက်ပိတ်သုံးလုံးသူကတုံညာလို့ထောင်တယ်နော်နောက်ပိတ်သုံးလုံးတုံညာလို့ထောင်တယ်ပြီးရင်ဒီဘက်တစ်နှစ်ကျော်မှာ666ဆိုတဲ့ထိပ်သီးသုံးလုံးထောင်တယ်နော်666တပင်းကျော်ရင်9ထိပ်နော်ဒါ92ခုနှစ်မှာစဖြစ်တာ နောက်ပိတ်လုံးလုံးတုံများလို့ထောင်တယ်တနှစ်ကျော်မှသူ့ရဲ့ဘေးမှာ666လို့ထောင်တပင်းကျော်မှ9နှစ်နော်အဲ့ကနေ1980 1980မှာလည်းအဲ့လိုပဲနော်နောက်ပိတ်လုံးလုံးတုံများလို့ထောင်တယ်နောက်ပိတ်လုံးလုံးတုံများလို့ထောင်ပြီးတော့တနှစ်ကျော်မှ666ထိပ်စီထောင်တပင်းကျော်မှ9ထိပ်ဟုတ်ပြီနော်ဒါဒုတိယဖြစ်စဉ်တတိယဖြစ်စဉ်က85ခုနဲ့မှာ85ခုနဲ့85ခုနဲ့မှာနောက်ပိတ်လုံးလုံးတုံများလို့ထောင် ောင်ပြရတဲ့တနစ်ကျော်မှာ666ဆိုတဲ့ထိပ်ထိတော်လုံးတန်းတယ်ပြီးရင်တပင်ကျော်မှာငါထိပ်ဆင်းတယ်နော် iPhone လမ်းတိုင်းပေါ်မှာလာဖြစ်တော့ဆိုတော့ iPhone စံတာ2015 2015နော်နောက်ပိတ်တော်လုံးတောင်းကြလို့ထောင်းတယ်666ထိပ်ထိတော်လုံးထောင်းပြရတဲ့တနစ်ကျော်ထိပ်ထိတော်လုံး666တန်း666တန်းပြီးတော့ကျွန်တော်တပင်ကျော်မှာဒီမှာငါထိပ်ကိုကျွန်တော်ဖမ်းထားပြီနော်ဒါဟုတ်ပြီအဲ့ဒါကိုအစားနေပြန်လေးလာစားနေပြန်ပြောကြည့်မယ်ဆိုတော့ထောင်ကူကခုနဆုံးနှစ်ခု ီ92ခုနှစ်မှာအဲ့လိုထိပ်စီသုံးလုံးနောက်ပိတ်သုံးလုံးလုံချလို့ဖြစ်ပြီးတော့ဒီဘက်မှာထိပ်စီသုံးလုံးက30လို့ဖြစ်နော်6 6 6လို့ထောင်း1200နဲ့5ထိပ်အဲ့ဒီ5ထိပ်ကိုလေဒီပါဒီနောက်ပိတ်ကဒီအလဲရဲ့ဒီထိပ်ရဲ့အလဲရဲ့အပိတ်ဒီထိပ်နဲ့အလဲနဲ့အပိတ်နဲ့ကမူတည်ကိုဖြစ်နေပြီနော်ထိပ်ရဲ့အလဲရဲ့အပိတ်ဒီထိပ်နဲ့အပိတ်က6လို့ဖြစ်ဖြစ်ပြီးတော့မှဒီဘက်ကအစိမ်းရောင်အစိမ်းရောင်6ကနောက်နှလုံးကိုနော်အဲ့တော့5 7တက်ခွက်တက်ထွက်တယ်နော်ဖြစ်စဉ်ကနောက်ပိတ်သုံးလုံးလုံချလို့ထောင်းတယ်ပြီးရင်ထိပ်စီသုံးလုံးက6 6 6 တပည့်တော်မှာ၅ထိတ်ခွဲ့ပြီးရသူ့ရဲ့ဘေးကနေဒီထိတ်ရဲ့အလဲရဲ့အပိတ်ရဲ့ဒီသုံးလုံးပေါင်းဟန်မူစေကိုလို့ဖြစ်နေတယ်ပြီးရင်ဒီဒီဘက်ကအလဲတိုင်းအလဲတိုင်းကိုဟာနောက်နှလုံးကိုအဲကျတော့၅၈နော်တပည့်တော်ထိတ်ကျ1980မှာဖြစ်ခဲ့တဲ့1980မှာဖြစ်ခဲ့တဲ့နောက်ပိတ်သုံးလုံးလုံးများလို့ဖြစ်ဖြစ်ပြီးတော့တစ်နှစ်ကျော်မှာ66 66နော်ချေချောက်တော့ဖြစ်ပြီးတပင်ကြောင့်၅ထိတ်ကြည့်ရပုံစံအတိုင်းပဲဒီထိတ်နဲ့အလဲနဲ့ဒီဘက်ကအပိတ်နဲ့တိတ်ရဲ့အလဲရဲ့အပိတ်ရဲ့ငူသေးကိုလို့ဖြစ်နေပြီ ဟုတ်ပြီမူတွေကိုလို့ဖြစ်ပြီးရင်သူ့ရဲ့ဘေးမှာရှိတဲ့အလဲတန်းတုံညာဟာအနောက်နှလုံးတုံညာဟာနော်အဲ့ဒါ582ဆိုပြီးတော့ရခွက်တက်ထွက်တယ်နော်ဒါဒုတိယဖြစ်စဉ်တတိယဖြစ်စဉ်က1985နော်1985မှာနော်1985မှာနောက်ပဲ၃လုံး၃ညာလို့ထားထောင်ပြရတဲ့တစ်နှစ်ကျော်မှာ666တတိယ၃လုံးတန်းတန်းပြရတဲ့တစ်ပိကျော်မှာ9ထိပ်ကြအဲ့ဒီ9ထိပ်ကြပြရတဲ့သူ့ရဲ့ဘေးကနေထိပ်စီးရယ်အလဲရယ်နော်ဒီထိပ်ရယ်အလဲရယ်အပိတ်မူတွေကိုလို့ဖြစ်တယ်9ထိပ်တုံညာပဲ ဲ့ဒီအချိန်မှာတော့သူ့ရဲ့ဘီကအလဲတိုင်းနှစ်အဲ့ဒီအလဲတိုင်းနှစ်ကလည်းနောက်နှလုံးနှစ်ဖာ20ဆိုပြီးနော်ဒီကွာတက်ဖြစ်တယ်ဟုတ်ပြီအဲ့ပုံစံတော့ကျွန်တော်ကဘက်ကိုလိုက်ကြည့်မယ်ဆိုရင်2025ဟမ်မ2025မှာဒီမှာနောက်ပဲ3လုံးတစ်ဆယ်လို့ထောင်လိုက်ပြီနော်ထောင်ပြီးရောတပင်းကျော်မှာအနှစ်ကျော်မှာရှစ်လျှောက်လျှောက်လို့တန်း6လျှောက်လျှောက်လို့တန်းတဲ့အတွက်ကျွန်တော်ကဒီညမှာ9ထိပ်ကိုဖမ်းလိုက်ပြီပြီးရင်ဒီထိပ်ရဲ့အလဲရဲ့အပိတ်ရဲ့ထိပ်ရဲ့အလဲရဲ့အပိတ်ရဲ့ကိုလို့ဖြစ်အောင်6ပြီ ဒီအလဲတိုင်းနော်သူ့ရဲ့ဘေးကအလဲတိုင်းနှစ်ကနောက်နှလုံးနှစ်ကျွန်တော်966ဆိုတဲ့အဖြေတစ်ခုရတယ်966เนาะအဲ့ဒီ966ကကျွန်တော်တို့အထောက်ခွန်ဆုံးတဲ့နှစ်တည်းကအပူဖွားကနေတစ်ခွက်ပြန်ထွက်ရမယ်ဆိုတော့စာကြီးတစ်စာရှိတယ်ကျွန်တော်ပြီးခဲ့တဲ့ဘက်ကလည်းကြာပြီဦးနော်ပြီးခဲ့တဲ့နှစ်ပတ်လောက်ပါဘောနော်အဲ့ဒါလေးပြန်ပြပြမယ်နော်ဘာဘလို့လဲဆိုတော့ဒီ89ပေါ့နော်ဒီခွန်ဆုံးတဲ့နှစ်တည်းကအပူဖွားကနေ993เนาะအဲ့ဒီ993ဆိုတဲ့ကောင်က85မှာပြန်ထွက်တယ်နော်အဲ့ခွန်ဆုံးတဲ့နှစ်တည်းက နော်ဒီခွန်ဆုံးတဲ့နှစ်တွေကအပူခွာကနာခွန်ခွန်သုံးပါဒီဘက်ငါးဆုံးသောနှစ်ကိုပြန်ထွက်စေနော်ဟောဒီခွန်ဆုံးသောနှစ်တွေကနော်ငါးပါသောအပူခွာရှိငါးလေးလေးသုံးထွက်နော်ငါးလေးလေးငါးပါသောအပူခွာပြန်လာငါးဆုံးတဲ့နှစ်ပြန်ထွက်စေနော်ဥပမာမထွက်ဘူးသူကဒီဘက်ခွန်ဆုံးတဲ့နှစ်မှာငါးပူငါးနဲ့အပူခွာမရှိဘူးနော်ငါးပါသောအပူခွာမရှိဘူးဒီခုနကစစ်တပ်ခွန်မှာကြတော့၅ပါတော့အပူခွာနော်၅လေးလေးဒီမှာပြန်ထွက်ပြီလေ၅ဆုံးနဲ့နှစ်ခုနော် ။နောက်ဒီတတိယဖြစ်စဉ်က99ပေါ့။99မှာအပူခွ9ပါတော့အပူခွထွက်ထားတဲ့ဟာလေးပဲကျွန်တော်ပြရလိမ့်မယ်နော်။99အဲ့ဒီ99ကဟာ2005ခုနှစ်မှာ2005ခုနှစ်မှာပြန်လိုက် ပြီးသားပဲနော်။အဲ့လိုပဲ2000မှာ9ပါတော့အပူခွနော်9ပါတော့အပူခွတဲ့1 9 1နော်။အဲ့ဒီ1 9 1က2015မှာနော်လိုက်ချက်ပြီးတယ်။အဲ့လိုဆိုရင်ကျွန်တော်တို့2010ခုမှာ ဒီတတိချောက်လည်းမထွက်သေးဘူး။အော်ဒီမှာ65ချောက်နော်တတိချောက်65ချောက်နောက်တကားဒီနှစ်နှစ်လေး၄၉လေး၃၃၅เนาะဒီကနေ့၃၃၅၄၉လေးနှစ်နှစ်လေး65ချောက်တတိချောက်အဲ့ဒီအပုခွန်၅ခွက်ကဒီခွန်ဆုံးသောနှစ်ကနေဒီ၅ဆုံးသောနှစ်ကိုလိုက်ရအောင်နော်အဲ့ဒီတည်းမှာကျွန်တော်တို့ဒီမှာ656ထားပြီးတော့ပါအောင်နော်အဲ့ဒါလေးကအထူးထူးခြားခြားတိုက်ဆိုင်မှုလေးပေါ့နော်ကဲဒါပထမ5 site လေးဖြစ်ပါတယ်နော်နောက်တော့ကျွန်တော် site တွေထပ်ပြီးတော့တင်ပေးပါဦးမယ် ကဲမိတ်ဆွေတင်ငယ်ညီများအားလုံးကံကောင်းကြပါစေ။